ူကလေအာဟုသူမများတဲ့သူကဖះကိုမားနိုင်တယ်အာဟုသူများတဲ့သူကဖះကိုမမားနိုင်ဘူးတဲ့အာဟုသူများမများနဲ့ဖះကိုမားနိုင်မမားနိုင်တာကဘာမှမဆိုင်ဘူး ူကလေအာဟုတို့များတဲ့သူဆိုရင်နဲ့ဒီဖျားလုံးဝမလို့မရဘူးပေါ့နော်အာဟုတို့ပြန်ပြီးတော့ပြေးလာပြီးတော့မလို့ရပါတယ်ရှင်တကယ်လို့ပေါ့နော်မိမိရဲ့အကောက်နိုင်ဆိုတေးချတယ်အဲ့ဒါကအာဟုတို့များနေကိုပါဖုန်းကြည့်ဝတ်ဒီလရှင်ပို့ပြီးတော့ကုတို့မများယူပါရှင်ကျေးဇူးတင်ပါတယ်ရှင်အာဟုတို့မများတဲ့သူကဖျားကိုမားနိုင်တယ်။အာဟုတို့များတဲ့သူကဖျားကိုမမားနိုင်ဘူးတဲ့။အာဟုတို့များမများနဲ့ဖျားကို မားနိုင်မမားနိုင်တာကဘာမှမဆိုင်ဘူးလူပင်ပင်လေးတွေကဒီကျေးရှင်းတူတော့အစ်စ်ဆိုရင်တော်ရုံနဲ့ဘယ်လိုမားနိုင်မလဲဗလားစီးတဲ့သူပဲမားနိုင်မှာပေါ့အဲ့လိုသာဆိုရင်ဖျားခိုးတဲ့သူတွေကအာကုတုံမရှိလို့ဖျားကိုမားနိုင်တလားဘာမှမဆိုင်တာတွေစောက်ပြောနေပြန်ပြီနော်နောက်တစ်ခုကမင်းကလေးတွေကမားနိုင်ရင်အာကုတုံမရှိဘူးဆိုပြီးတော့အပါတရားမားနေတာ ဖះရှင်သူဖះရှင်သူတော်မျက်နာတော်နဲ့သူတို့ရဲ့သားမြက်ရင်သားနဲ့ထိတွေ့ပြီးတော့မာနေတာဘလို့မှမသိတော့ဘူးအဲ့ဒါမှအာဟုတော်ပို့ပြီးတော့များသွားတာအဲအာဟုတော်များမများဆိုတာဖះမာနိုင်တာမမနိုင်တာနဲ့မဆိုင်ဘူးကိုကတနေ့ကိုဘလောက်ကုသိုလ်လုပ်တယ်လဲဘလောက်အကုသိုလ်လုပ်တယ်လဲဆိုတာကိုကိုကိုအတိဆုံးပဲအကုသိုလ်များတဲ့သူဟာ ဖះကိုမားနိုင်တယ်ဆိုပြီးတော့အာကုသို့မရှိဘူးလို့ယုံကြည်တဲ့သူများထင်ချင်းထင်မယ်ကိုကိုကိုတော့ညာလို့မရဘူးဗုဒ္ဓဘာသာအမိခံတွေကမဟုတ်တာတွေကိုအယုံလွယ်တတ်ကြတယ်ဖះကိုကုတုံလုပ်ပြီးတော့လှုပ်ရှားတက်လှုပ်ရှားတက်လာကြတယ်ကိုအပြောကြောင့်ကိုလှုပ်ရကြောင့်လူအများအယူမှအမြင်မှစေခဲ့ရင်ကိုယ်တိုင်တန်ត្រာမှာတိစ္ဆာလေးပါအမှန်တရားကိုမသိပဲနေလဲမယ် လူတိုင်းကဖြစ်နိုင်လားမဖြစ်နိုင်လားစဉ်းစားတွေးခေါ်ပြီးတော့မှလက်ခံသင့်တယ်ကိုယ်တိုင်စဉ်းစားတွေးခေါ်မှုမရှိပဲသူများပြောနေတဲ့စကားမှလမ်းဆုံးနေရင်တော့ဘယ်တော့မှအထက်တက်မှာမဟုတ်ပါဘူးဗုဒ္ဓဘာသာဟာအရာရာကိုပညာနဲ့ဆန်းစစ်ပြီးလက်ခံရမယ်ဆိုတဲ့ပညာအဓိကဗုဒ္ဓဝါဒပဲဖြစ်ပါတယ်အရာရာကို သူများပြောတိုင်းမယုံဖို့ဝေဖန်ပိုင်းခြားပြီးမှယုံဖို့ဆိုတဲ့ဥပိ္ပဇဝါဒပဲဖြစ်ပါတယ် မကောင်းမှုလုပ်တဲ့သူဟာစိတ်ကြွရအရက်ဆိုတာမရှိပါဘူး။နတ်ထေလောကေရောနာမပါပကံမပကုတ်ပကောပကုတ်ပတော်ပတ္တန်ဒီဝဏဗုဒ္ဓာနိတံဘာလောမိညတိရဟောတဲ့။လောက၌မကောင်းမှုကိုပြုသောသူအားစိတ်ကြွရအရက်မြည်သည်မရှိဘူးတဲ့။တောနှိုင်းဖြစ်ကုန်သောနတ်တို့သည်မြင်ကုန်၏ထိုမကောင်းမှုကိုပြုခြင်းသည်လူမိုက်သည် ထိုမကောင်းမှုကိုပြုတဲ့လူမိုက်သည်ငါဟာစိတ်ကြွရအရာ၌ပြုတ်အပ်ယူ၍အောင်းမေ့တတ်တယ်တဲ့ကိုကမကောင်းမှုလုံးနေတော့မကောင်းမှုလုံးနေတယ်ဆိုလို့ရှိရင်သူများတွေကမသိဘူးဆိုပြီးတော့အဲ့ဒါစိတ်ကြွရအရာ၌ဘယ်သူမှမသိဘူးဆိုပြီးတော့ကိုကထင်ချင်းထင်လိုက်မယ်အဲ့ဒါစိတ်ကြွရအရာဆိုတာမရှိပါဘူးအနေအနေဆုံးကတော့ကိုလုံးလိုက်တဲ့မကောင်းမှုဟာနတ်တွေကတည်တယ်နတ်တွေကတည်လို့ရှိရင် ်တဆင့်နဲ့တဆင့်ဘုံမစိုးနဲ့ကနေပြီးတော့အာဂတစိုးနဲ့ထိစရုမဟာရေကနေပြီးတော့တာဝရင်တာအထိဗြဟ္မာပြေထိနောက်ဆုံးအဲ့ဒီမကောင်းတဲ့တဲ့ရင်ညာချင်းချင်းနဲ့ပြန့်သွားတာဖြစ်ပါတယ်မကောင်းမှု လုပ်တဲ့သူဟာစိတ်ကိုရအရမရှိဘူးဆိုတာအဲ့ဒါပြောတာရရဲ့လူမြအစွန်ပြက်လားအမေအစွန်ပြက်လားမဟုတ်ဘူးနော်အဲ့လာကကြတော့အမေကိုသမီးပြောတဲ့စကားတွေအမေနာတဲ့အကောင်ပြန်ရောက်တယ် ပင်လည်းရှိလို့လိုက်ဆိုတဲ့စကားအမေလာလည်းရောက်လာပြီ။အဲဒီတော့ခါကြတော့သမီးအဲ့ဒီစကားပြောထွက်လလား။ဟမ်ရှေစုဆက်လလား။ဟမ်သမီးရတယ်။သမီးလက်လေးတစ်ဖက်တော့မခံရဘူး။အမေနေဝင်ချင်းရောက်ပြီသေတော့မှလေ။အာနှုတ်ဆက်လာတော့သမီးကိုအဲ့ဒါသမီးပြောတဲ့စကားနဲ့အတိုင်းအမေသွားမှာ။ အဲ့တော့သမီးပါဖြစ်ရှင်တယ်လေသမီးကျေးဇူးဆလာဟမ်အဲ့တော့ကိုသားလည်းမီးအရင်ဖြစ်ရတယ်တော့မိသွေးမဟုတ်ဘူးအမေအရင်ဟမ်လက်လေးလက်ဖက်တောင်မှအမေကန်ခွေးမရဘဲနဲ့ဖေးရမှာရှားတယ်ဒါပေမဲ့အမေရှားတယ်ဒါပေမဲ့အမေဟာအမေပါပဲကဲနောက်ဆုံးအချိန်ကြီးရောက်နေပြီသမီးမကြွေးမမွေးတော့ထောက်ပံ့နိုင်လို့ဆက်ပြဖက်လိုက်လို့ဆိုတာကအမေ နားလည်းသဘောပေါက်ပြီးဒီချိန်ရစားပြီးတော့အဲ့တော့ချရတယ်အမေဘာမှမဖြစ်ဘူးဟဲ့အမေတမီးဖြစ်ချင်တဲ့ဆန္ဒတော့ဖြစ်သွားလိုက်လေနော်အဲ့တော့တမီးကိုအမေခွက်လွက်လေစိတ်ချမ်းသာကိုချမ်းသာလို့ဆရာဟိုဆက်လောက်ကြပါလို့အမေခွက်လွက်လိုက်လေနော်တမီးမိုက် ဒီကမကြီးကမတေခင် ပြောသွားတဲ့စကားဟာတားသမီးတွေဘယ်လောက်ပဲမိုက်ခဲမိုက်ခဲဘယ်လောက်ပဲဆိုးခဲဆိုးခဲနောက်ဆုံးတွေးချင်ခဲတဲ့သူ့ရဲ့ဆန္ဒလေးကိုပြောသွားခဲတဲ့သဘောပါပဲမိဘတွေကဘယ်လောက်ပဲဆိုးတဲ့တားသမီးပဲဖြစ်စေလိမ်မာတဲ့တားသမီးရောမိုက်ခဲတဲ့တားသမီးရောသူတို့ရဲ့နောက်ဆုံးအချိန်လေးမှာအဖြစ်ချင်းဆုံးကသူတို့ရဲ့အနာမှာတားသမီးတွေ အနားမှာဆင်းနေပေးချင်တာပဲဆိုးခဲ့တဲ့တာသမီတွေကိုခွင့်လုပ်ဖို့ကသူတို့ယင်ထဲမှာအဆင်သင့်ပါပဲအမေကခွင့်လုပ်ပါတယ်ဆိုတဲ့စကားဟာဘယ်လောက်ကြည်နူးဖို့ကောင်းတယ်လဲပြစ်မှားတဲ့တာသမီတွေအပြစ်နဲ့ကြံခဲမှာဆိုးလို့အမေခွင့်လုပ်ပါတယ်လို့ပြောခဲ့တာမိဘမေတ္တာဟာဘယ်လောက်ထိကြီးမားတယ်ဆိုတာပြောမပြတတ်အောင်ပါပဲ။ အဖေတို့အမေတို့ဟာတားသမီးတွေအပေါ်ထားခဲ့တဲ့မေတ္တာကရုဏာမုဒိတာဥပိ္ပခာဆိုတဲ့ဗြဟ္မဇိုတရားလက်ကင်ထားတဲ့ဗြဟ္မာကြီးတွေနဲ့တူတယ်။တားသမီးတွေအပေါ်မှာအမုန်းတရားကို ခြေမုံအပြုံးများစွာပေးဆက်တဲ့မိဘတွေပါပဲ။တားသမီးတွေကံကောင်းတယ်ဆိုတာမိဘတွေကငွေပုံပေါ်မှာ ထားပေးလို့ကံကောင်းတာမဟုတ်ဘူး။အမေမွေးတဲ့ကငါကံကောင်းတယ်ဆိုပြီးတော့ ပိုက်ဆံတွေနဲ့တစ်တော့ဆော့နေကြတာအဲ့ဒါကံကောင်းခြင်းအစ်စ်မဟုတ်ပါဘူးမိဘတွေတက်ရှိထင်စားရှိနေပေတာကတားသမီးတွေကံကောင်းနေတာပါဘာလို့လဲသိလားမိဘတွေရှိမှတားသမီးတွေက ပြုစုခွင့်ရကြတာမိဘတွေကို ပြုစုတဲ့တားသမီးကမှကံကောင်းခြင်းအစ်စ်လို့ခေါ်တာတချို့ကမိဘတွေရှိနေပေမဲ့ကံမကောင်းစားကြဘူး မိဘတွေကို ပြစ်ထားကြတယ်မိဘတွေကိုပြစ်ထားကြတဲ့သားသမီးတွေဟာပစ္စုပန်မှာလည်းဆင်းရဲခြင်းနဲ့ကြုံရတယ်တည်ရင်လည်းငရဲသွားရတယ်ပြစ်စုနိုင်ရတဲ့ပြစ်ထားရင်ပိုလို့တော့အပြစ်ကြီးသေးတယ်အဲ့ဒါကြောင့်မို့မိဘတွေဟာမိနဲ့တူတယ်မိကိုမကင်တွေတက်ရင်မိလောင်တက်သလိုကင်တွေတက်ရင်အကျိုးများတယ်မိဘတွေကိုလည်းကိုယ်တိုင်ပြုစုတက်ရင် အနေလဲကောင်းတယ်အတိလဲကောင်းတယ်တရားမင်းဖြစ်နိုင်တဲ့ကုသိုလ်တွေထဲမှာမိဘတွေကိုပြုစုတာလဲပါပါတယ်မိဘတွေရှိနေပြီမိမတွေရှိနေပြီမဲ့ပြုစုရမှမသိပြစ်ထားကြတဲ့သားသမီးတွေဟာချမ်းသာရင်လည်းခဏပဲဆင်းရဲခြင်းနဲ့ပဲကြုံနေရမယ်အတိလဲမဖြောင်းနိုင်ဘူးတချို့ကမိဘတွေကဆင်းရဲလို့ဆိုပြီးတော့ဆက်လို့ဆိုပြီးအဖတ်မလို့ကြဘူး ကစွန်းရတဲ့အမေလည်းအမေပါပဲဆိုက်ကားနေတဲ့အဖေလည်းအဖေပါပဲသူငယ်ချင်းမျက်နှာတွေငွေမျက်နှာတွေရောက်ခမမျက်နှာတွေကဇီးရွက်လောက်သာရှိတော့တဲ့မိဘရဲ့မျက်နှာလောက်တန်ဖိုးမရှိဘူးဇီးရွက်လောက်သာရှိတဲ့မိဘမျက်နှာလောက်မအေးချမ်းနိုင်ဘူးဇီးရွက်ကလေးလောက်သာရှိတဲ့မိဘမြင့်တာလောက်အရေးမရနိုင်ဘူးမွေးပေးလိုက်တဲ့မိဘရဲ့ကျေးဇူးက သိန်းထောင်နဲ့ချီပြီးတော့ပေးပေးကုံကုံပြောရရင်ဆက်ကြော်တယ်မင်းစီးစိမ့်တွေဆက်ကြော်တယ်မင်းစီးစိမ့်စီးစိမ့်တွေတော့မိဘကိုပေးတာတော့မှမိဘကျေးဇူးကဆက်လို့မကုန်နိုင်ဘူးအဲ့ဒါဖះဟောပါပဲမြတ်စွာဘုရားကအင်္ဂုတ္တပါဠိတော်အဂိတုံမှာမိဘတွေကိုအာဟုနေယဂိလို့ဟောထားတာရှိတယ် ဣဒဗျမနာယတတေဟွန်တိမာတာတိဝါပိတာတိဝါအယံဟောစတိဗျမနာအာဟုနေယခေတဲ့ပုံနာတဲ့ဤလောကမှာအကျင့်တားသမီးမိဘတိလောက်ကောင်းအမိတိလောက်ကောင်းအဖတိလောက်ကောင်းရှိတယ်တဲ့ထို့မိဘတွေကိုအာဟုနေယခေလို့ခေါ်တယ်တဲ့ဘာကြောင့်လဲဆိုတော့ထို့မိဘတွေဟာတားသမီးတွေကိုလောကကို ရောက်စေခဲလို့ပဲဖြစ်ပါတယ်လောကအလယ်မှာခြေတော်နှစ်ချောင်းကို လောကရဲ့မြေပေါ်မှာယက်တိနိုင်အောင်မွေးထုတ်ပေးခဲ့လို့ပဲဖြစ်ပါတယ်။လောကကြီးကိုကြည်စုနိုင်အောင်လို့အလင်းပေးခဲ့သူပဲဖြစ်ပါတယ်မိဘတွေကလေ။အဲဒါကြောင့်မို့အာဟုနေယကိလို့ခေါ်ထားတဲ့မိဘနှစ်ပါးကိုတက်ကတ်တော်ကောင်းစွာပြုစုရမယ်တဲ့။ဂရုံကတ်တော်အလေးကလေးပြုရမယ်။မာနတော်မျက်နှာရမယ်။ပူစစ်တော်ပူဇော်ရမယ်တဲ့။တမတုခံပရိဟဘေတ္တဘော။ကောင်းစွာချမ်းချမ်းသာသာ စောက်စောက်ထိုက်တယ်လို့မြတ်စွာဘုရားကဟောထားတာမိဘနှစ်ပါးတွေကိုလေအဲ့လိုပြုစုရမှာပေါ့အဲ့ဒါကြောင့်မို့မိဘနှစ်ပါးကိုမတည်ခင်ပြုစုပါမြတ်နိုးပါယူရပါပူဇော်ပါချမ်းချမ်းသာသာဖြစ်အောင်လို့စောက်စောက်ပါအချိန်လုံးမှနောင်တမရပါနဲ့နော်